လာလီဂါကလပ်အသင်းတည်င်းကိုဝယ်ယူရင်စီရိုနေတိုဂျိုပင်ပေါ်တူဂီတိုက်စစ်မှုစီရိုနေတိုဟာစပိန်လာလီဂါကလပ်အသင်းတည်င်းကိုဝယ်ယူဖို့ဂျိုပင်နေတယ်လို့သိရပါတယ်စီရိုနေတိုဟာကစားသမားဘဝကနေအနားယူပြီးနောက်ပိုင်းမှာဘောလုံးအသင်းတည်င်းရဲ့ပိုင်ရှင်ဖြစ်လို့ကြောင်းဖွေဟပ်ထားပြီးလာလီဂါကလပ်အသင်းတည်င်းကိုဝယ်ယူဖို့လှုံ့ဆော်လာခဲ့တာပါစပိန်သတင်းစာမန်တိုဒီပိုဒီပိုရဲ့ပြောပြချက်အရ စီရိုနက်တိုဟာလာလီကာကလပ်အတင်းပလင်စီယာအတင်းကိုဝယ်ယူဖို့လုံဆောင်နေပြီးယာဒီကောင်မအသင်းဆင်းရဖို့ဆိုရင်ဝယ်ယူဖို့ဖြစ်မြအောင်ဆက်လက်လုံဆောင်မယ်လို့တရားပါတယ်။ပလင်စီယာအတင်းကိုစင်ကာပူနိုင်ငံသားပီတာလန်ကပိုင်ဆိုင်ပြီးအတင်းကိုရောင်းချဖို့အစီအစဉ်မရှိသေးကြောင်းစင်ကာပူသတင်းစာတစ်စောင်နဲ့အင်တာဗျူးမှာပြောခဲ့ပူပါတယ်။ပလင်စီယာဟာလာလီကာလက်ကျန်ကိုးပွဲအလို့မှအစစ်ဆက်6နေရာမှာရပ်တည်နေပြီးတင်းနှင်းစိမဲ့အစစ်ဆက်ချက်က လီကန်ရဲ့အသင်းကိုလေးမှတ်ဖြတ်ထားပါလိမ့်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်